ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကျွန်တော်တို့ကြီးထိတ်ကတော့ကျွန်တော်တို့တစ်ထိတ်ဆိုပြီးမှန်ခဲ့တယ်เนาะပရိတ်ကတော့မနေ့ကောညာအောင်မှန်တယ်လို့ပြောရမှာဗျာเนาะမနေ့ကဆိုရင်မနေ့ကဆိုရင်6 5တပရိတ်ညနေပိုင်းမှာကျွန်တော်တို့တ5 6ပရိတ်ဆိုပြီးเนาะပရိတ်ကအရင်ပရိတ်ကဟိုပရိတ်ကမှန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဝမ်းကျင်းမှာလုံးဝပြတ်သွားတဲ့အတွက်ဒီကဏ္ဍကြီးကမအောင်ခဲ့ဘူးเนาะအဲ့မှာကျွန်တော်တို့အခွေ အခွေရတော့တင်ငားဆိုပြီးတော့ကျွန်တော်တို့ထွက်သွားပြီနော်တင်ငားဆိုပြီးအော် sorry တင်ငားဆိုပြီးထွက်သွားပြီနော်တင်ငားဆိုပြီးထွက်သွားပြီကျွန်တော်တို့မွေးပရိတ်ကလေးနည်းနည်းမွေးပရိတ်ကလေးကြံနေရပေါ့နော်ကျွန်တော်မနေ့ကပေးတဲ့ထဲမှာဆိုရင်နော်အခွေအခွေလိုက်ထိုးတဲ့လူတွေကတော့ပေါင်းပါပါပဲဗျာနော်အဲအခွေမထိုးတဲ့လူကတော့မပေါဘူးပေါ့နော်ထိတ်နေကြီးနဲ့အဲဟိုဗရိတ်နဲ့ကတ်လိုက်ကတ်ကစားတဲ့လူတွေလည်းပေါ့မယ်နော်ကျွန်တော်တို့ဗိုက်ပါကပတ်တီသမားတွေကတော့အင်္ဂါမကျော်ပတ်တီတဲ့အောင်သွားပြီး နောက်တစ်ခါမွေးပရိတ်လည်းမွေးပရိတ်ဆိုလို့နော်ဒီကမွေးပရိတ်နဲ့ဟိုကမွေးပရိတ်မတူဟိုကမွေးပရိတ်ကတော့ကျွန်တော်တို့တင်းနေတာနေမနေ့ပိုင်းကျမှကျွန်တော်တွေ့ယူရတယ်မွေးပရိတ်နော်အဲ့မွေးပရိတ်ကလေးလည်းတို့အောင်သွားကြတယ်အင်္ဂါမကျော်ပတ်တီးတဲ့အောင်နေနောက်ပြီးတော့တပတ်စာပတ်တီးတဲ့အောင်ထားပြီပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20နေ့နေပဲစားလိုက်ကြအောင်ပြနော်အဲ့ဒီကနေ့တော့ကျွန်တော်တို့ခွန်ရှစ်3ကစမယ်ဗျခွန်ရှစ်3 5 6 5 2 6 6 5 2 6 နိချ3 3တိတိ3 3တိတိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်တဲ့နီးလေးရတော့တူတယ်เนาะဟိုတစ်ခုနဲ့တစ်ခုကမတိမ်မြင်းလေးတွေပဲဒါပေမဲ့ခဏန်းောက်ကလေးမတူပါဘူးเนาะတေချာကြည့်ပါအဲ့ဒါတော့ဗာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အဲ့မှာတွက်မယ်ဆိုရင်ဒီဒီ6နဲ့9နဲ့ပေါင်း6နဲ့9နဲ့ပေါင်းတော့1ပါတဲ့เนาะ1နဲ့ဒီ1နဲ့ပေါင်း2ပါတဲ့เนาะ2 2ရဲ့ပါဝါက9 နှစ်ရက်နှစ်ခါက၄နှစ်ခွန်၄ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့တိရှိအဲတိရှိတဲ့အောင်မအောင်ဗျ၄၆၄၆တဲ့เนาะ၄၆မှာ ကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့၄၆မှာတော့ကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ကဲနောက်တစ်ပုံရောက်တက်ပါမယ်ပုံညာ၉၆၆ ဒုံညာ9 66 66ဒုံညာ2 59ဒုံညာ2 59နိချနိချ3 5 3 5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ညာနဲ့2နဲ့ပေါင်း2ပါတဲ့2နဲ့9နဲ့ပေါင်းခွန်နဲ့ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခတ်က3ညာ2ခွန်3ညာဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ ခွန်ခွန်နဲ့ခွန်ခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်လေးခွန်နဲ့လေးခွန်မှာလည်းခွန်ထပ်တိပြီးရောညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြောင်းတွေ့ပါမယ်ခွန်ရှိ၄တိခွန်ရှိ၄တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျာ ဲ့လိုထွက်လာတာကိုတွက်မယ်ဆိုရင်3ညနဲ့3နဲ့ပေါင်း3ပါတဲ့3နဲ့1နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့ပါဝါကို4ရဲ့နှက်ခက်က2 4ကို2ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့4နှစ်တဲ့ဟော4နှစ်မှာ4ရောနှစ်ကောထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်6ရှစ်6ရှစ်တဲ့6ရှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော် ီးလိုင်းတွေကတော့မာတယ်ဗျာနော်ဟိုမနေ့ကဝမ်းကြိမ်းလေးကတော့ကျွန်တော်တို့တော်တော်လေးမာလာတယ်ဒါပေမဲ့ဖောင်းကျွန်တော်မနေ့ကဖြစ်သွားပြီပေါ့နော်ကဲနောက်တစ်ခါနှစ်6 3ညာ4နှစ်6 3ညာ4နှစ်3ညာ9နှစ်3ညာ9 6162 6162ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဲ3ညနဲ့ပေါင်းတော့2ဒီနှစ်နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့ပါဝါ6 4ရဲ့နှစ်ခက်က2 လေးကိုနှစ်ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့ဦးနှစ်ကိုးနှစ်တဲ့ဟောဟိုင်းမှာကိုးရောနှစ်ကောထိပြီးတော့အခွေအနေနဲ့အောင်သွားပါတယ်တစ်ခွန်နဲ့တစ်ခွန်ကတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြောင်းဆက်တွက်ပါမယ်ကိုးရှစ်တဲ့တော့ကိုးရှစ်တဲ့တော့နှစ်3 6 3နှစ်3 6 3 ခွန်936ခွန်936ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်2နဲ့3နဲ့ပေါင်း5 5နဲ့6နဲ့ပေါင်းတော့1 1ရဲ့ပါဝါ6 1ရဲ့နှက်ခက်က8 168ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့3ညခွန်းနဲ့မအောင်မအောင်ဗျ68 68တော့ဟော68မှာ6ကော8ကော ठी ပြီးအခွေတင်နဲ့ထပ်အောင်မြန်ပါလေဗျနော်ဒီကောင်အခွေတွေတော်တော်များများထွက်တယ်ဗျနော် အဲနောက်တစ်ပြင်တော့တက်ပါမယ်ခွန်၄၃၅ခွန်၄၃၅၃၃ည၃တုံညာဆိုပြီးတော့အဲ့နေရာညနေပိုင်းမထွက်ပါဘူး၄တုံညာ၉တုံညာ၄တုံညာ၉တုံညာဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၃နဲ့၃ညာနဲ့ပေါင်းတော့၃ဒီ၃ညာနဲ့ထပ်ပေါင်းတော့လည်း၃ပါပဲတဲ့၃၃ရဲ့ပါဝါ၈၃ရဲ့နှက်ခက်က၅၃၈၅ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ သုံးတုံညတဲ့ဟောသုံးတုံညမှာသုံးနှလုံးထိပ်ပြီးအောင်ခဲ့ပါတယ်နှစ်တည်းတဲ့နှစ်တည်းမှာတော့မအောင်မအောင်ဗျနော်နောက်တစ်ပြုံတက်ပါမယ်ချောင်း9 6 9 6 9 4 3 3 4 4 3 4 4 65 76 65 76ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၄နဲ့၃နဲ့ပေါင်းတော့ခွန်း 6နဲ့6နဲ့ပေါင်းတော့3 3 3ရဲ့ပါဝါ8 3ရဲ့နှက်ခက်က5 3 8 5ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲကြည့်ရအောင်8 8ဟော8 8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်6 4တဲ့6 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်မျိုးတွက်ပါမယ်8 8 4 တေရှေရှေလေရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ရှေရှေ6နှစ်ရှေရှေ6နှစ်ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်ရှင်းနဲ့ငါးနဲ့ပေါင်း3 3နဲ့2နဲ့ပေါင်းတော့5ပါတဲ့ငါးငါးရဲ့ပါဝါ3ည9ရဲ့နှခတ်က3ငါး3ည3ဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတာကြည့်ကြရအောင် ကဲ၄၃ညရတယ်၄၃ညမှာ၃ညတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၃ည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 မှာလည်း၃ညတလုံးထပ်ထိပ်ပြီးညာရောမနဲ့ကောဒီကီးလေးကအောင်သွားပြန်ပါလေဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အင်္ဂါနေ့အတွက်ကီးလေးထုတ်ကြည့်လိုက်အောင်၄၅၈၆၄၅၈၆၆၉၅၃၆၅၁၅၆၅၁၅ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တက်မယ်ဆိုရင် 6နဲ့9နဲ့ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့3ညရတယ်3ညရဲ့ပါဝါ9 3ညရဲ့နှစ်ခက်ကခွန်3ည9ခွန်ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးနဲ့ဗရိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်နော်ကီးထိတ် ကီထိတ်ကီထိတ်ကတော့ဒီမနေ့ဒီကနေ့အောင်ပါတယ်เนาะအဲမနေ့ဖန်ကီထိတ်ကတော့ လေးနှစ်ခွန်နဲ့နော်လေးနှစ်ခွန်နော်ကီယိုယိုဟာခုနကကျွန်တော်တို့ပါလဲ၃ည၅ခွန်၃ည၅ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်ပရိတ်အနေနဲ့ကပရိတ်ကတော့ဒီကနေ့မနေ့ကောညအောင်မှန်ခဲ့ပါတယ်ပရိတ်အနေနဲ့က 3ညခွန်ငါနေတဲ့เนาะ3ညခွန်ဒီ main break ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့တွေပဲကတ်ကြည့်လိုက်အောင်เนาะအပေါ်နေအောင်ねဒီမှာအတူလေးတော့ရှိနေတယ်เนาะအဲ့တော့တူတာကိုတကယ်လို့ဒီခွန်ခွန်ကတော့ဘိုင်မဲ့ဆွဲသွားမလားတော့မသိဘောเนาะကဲအဲ့တော့ကျွန်တော်ကတ်ကြည့်တိုင်းမယ်ဟုတ်လား၄3ည၄5၄ခွန်၄ခွန် နှစ်တုံညနှစ်ငါနှစ်ခွန်ခွန်တုံညခွန်ငါခွန်ခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရပါလေဗျာเนาะအဲ့မှာကျွန်တော်တို့နည်းနည်းဟိုပါเนาะတင်ကနန်းလေးတွေစဉ်းစားမယ်ဆိုရင်เนาะကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲဆိုရဲခါကျတော့ကျွန်တော်တို့က မိန်ကီးပေါ့နော်မိန်ကီးမှာဆိုရင်3.9ဆိုတဲ့ break ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာလိုက်ကြည့်ရင်3.9ဆိုတဲ့ break က9 break ပဲရှိပါတယ်နော်9 break ပဲရှိတယ်3.9 break မရှိဘူးအဲ့တော့ကျွန်တော်တို့2.9နဲ့9.3ပဲရှိပါတယ်နော်2.9နဲ့9.3ဒါအမျိုးတို့ကြိုက်ချင်တယ်ထိုးမကြိုက်ချင်တယ်မထိုးနဲ့နော်အဲ့မှာကျွန်တော်တို့မွေးမွေး break က2.9ဆိုတဲ့မွေး break ရှိထားတယ်နော်အဲ့တော့ဒီကောင်လေးကအကောင်းနေပါတယ်နော်အမျိုးတို့ကြိုက်တူမယ်ဆိုရင်တော့ယူပါအကြိုက်မတူဆိုရင်လည်းမိမိသဘောပဲနော် ဘလို့ကစားကစားပေါ့เนาะအကြီးကတော့အောင်ဖို့ရေးကြည့်ပါလေเนาะဒါမှမဟုတ်ရင်လည်းကိုဖါကိုဒီပြည့်နေတဲ့ကစားမဆိုလဲကစားပေါ့ဟုတ်လားအဲဒါမှမဟုတ်လို့ကျွန်တော်တို့ထိတ်ကိုပဲယူကစားမယ်ဆိုလဲထိတ်ကိုပဲယူကစားကီးကိုပဲယူကစားမယ်ဆိုလဲကီးကိုပဲယူကစားဗရိတ်ကိုပဲယူကစားမယ်ဆိုလဲဗရိတ်ကိုပဲယူကစားအားလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ကျွန်တော်ရဲ့မနေ့ကငါတင်ကွက်နှစ်ကွက်ကတော့2 9နဲ့ ခွန်တုံညာဖြစ်ပါတယ်နော်အကြိုက်ချင်တယ်ယူပါအကြိုက်တူလေငါတို့တော့သဘောကျတယ်ဆိုရင်ယူသဘောမကျဘူးငါတို့ဖန်ငါတို့ကစားမယ်ဆိုတော့ကစားပါရောနော်ကဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးမနေ့ကကျွန်တော်တို့တင်ကွက်မမိလိုက်ပြင်မယ်လာမယ့်အင်္ဂါနေ့မှာတော့တင်ကွက်များရရှိပြီးအောင်ပွဲများနဲ့အတူပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာရီမယ်အဆုံးတတ်လိုက်ပါတယ်ဗျာ